ါရှင်ဆရာတော်ဦးစောတိကရေးသားထားတဲ့စိတ်ချမ်းသာဖို့လိုရင်းပါဆိုတဲ့စာအုပ်ထဲကခေါင်းစဉ်လေးနှစ်ခုကိုဆက်ပြီးတော့ဖတ်သွားပါမယ်ပထမခေါင်းစဉ်လေးကအရေးအကြီးဆုံးလှုပ်တင်တဲ့ကိစ္စဒုတိယခေါင်းစဉ်ကဘာလှုပ်လှုပ်စိတ်ချမ်းသာဖို့လှုပ်တာအရေးအကြီးဆုံးလှုပ်တင်တဲ့ကိစ္စ လောကကြီးကိုပိုကောင်းအောင်လုပ်ချင်နေဆိုရင်လူတွေကိုစိတ်ချမ်းသာအောင်နေနီးတင်ပေးတာကအကောင်းဆုံးပဲအလုံးဟာဆက်ဆက်နေတယ်ကိုနဲ့နီးဆက်တဲ့သူတွေကိုစိတ်ချမ်းချမ်းသာသာနေတတ်အောင်တင်ပေးနိုင်ရင်မိသားစုအဆင်ပြေမယ်တနိုင်ငံလုံးအဆင်ပြေမယ်မိသားစုတွေမှာတယောက်ရဲ့စိတ်ချမ်းသာမှုဟာနောက်တယောက်ကိုကူဆက်တယ် တယောက်ရဲ့စိတ်ဆင်းရဲမှုဟာလေနောက်တယောက်ကိုကူးစက်တယ်။မိသားစုတွေဟာတယောက်ရဲ့ဘဝနဲ့နောက်တယောက်ရဲ့ဘဝဆက်ဆက်နေတယ်။ကိုဘဝကို ကိုတယောက်တည်းတည်ချနေလို့မရဘူး။ဒါကြောင့်ကိုချစ်တဲ့သူတွေကိုစိတ်ချမ်းသာအောင် အထောက်အကူပေးတာထက်ပိုကောင်းတဲ့လက်ဆောင်ပါရှိတယ်လေ။မရှိတော့ဘူး။ ကိုကိုချစ်တဲ့သူတွေစီကစိတ်ချမ်းသာမှုထက်ပိုကောင်းတဲ့လက်ဆောင်ဘာတောင်းမလဲဒါကြောင့်ကိုဟာကိုလည်းစိတ်ချမ်းသာအောင်နေပြီးကိုမိသားစုကိုလည်းစိတ်ချမ်းသာအောင်အထောက်အကူပေးတာဟာကိုဘဝမှာအရေးအကြီးဆုံးလုပ်တင်တဲ့ကိစ္စပဲဒီအချက်ကိုနားလည်ဖို့အရေးကြီးတယ်သူမဟုတ်ရင်ပစ္စည်းတွေငွေတွေနဲ့တခြားဟာတွေပေးပြီး စိတ်ချမ်းသာမှုကိုတော့ပေးဖို့မိနေလိမ့်မယ်။သာသမီတွေကိုချစ်တဲ့ဆိုရင်ကိုကျင့်တရားကောင်းအောင်သင်ပါ။ကိုအတွက်ကောသူတပါအတွက်ပါကောင်းတာတွေလုပ်ဖို့သင်ပါ။ပညာတတ်အောင်သင်ပါ။အားပေးပါ။ဒါပေမဲ့သူတို့ကိုစိတ်ချမ်းချမ်းသာသာနေတတ်ဖို့မသင်ရင်အရေးအကြီးဆုံးအရာကို မသင်ပေးရရောက်လိမ့်မယ်။ လှုပ်လှုပ်စိတ်ချမ်းသာဖို့လုပ်တာစိတ်မချမ်းသာတဲ့သူတွေဟာ သူများကိုဒုက္ခပေးတယ်စိတ်မချမ်းသာတဲ့သူတွေများလာရင်အန္တရာယ်များလာမယ်ကို့အတိုင်းဝိုင်းထဲမှာစိတ်မချမ်းသာတဲ့သူနဲ့အောင်ကိုတက်နိုင်တဲ့နေနဲ့လှုပ်ပါစိတ်ချမ်းသာတဲ့သူဟာသူများကိုလည်းစိတ်ချမ်းသာအောင်လုပ်တယ်စိတ်ချမ်းသာတဲ့သူကိုမြင်ရတာနဲ့တင်စိတ်ဆင်းရဲနေတဲ့သူကိုမြင်ရတာ ဒီနှစ်ခုမှာဘေဟာက ကိုကိုစိတ်ချမ်းသာစေတယ်လေစိတ်ချမ်းသာနေတဲ့သူကိုမြင်ရတာပိုပြီးစိတ်ချမ်းသာတယ်နော်ဒါကြောင့်ကိုဟာကိုစိတ်ချမ်းသာအောင်နေတာ ਨੇ ပဲသူများကိုစိတ်ချမ်းသာအောင်အထောက်အကူပေးပါတယ်စိတ်ချမ်းသာနေတဲ့သူ သူ့ဘဝကိုသူကျင့်နေနေတဲ့သူ ਨੇ ပြောရဆိုရဆက်ဆံရတာ ਨੇ စိတ်ဆင်းရဲတဲ့သူ သူ့ဘဝကိုသူမကျင်နဲ့နေတဲ့သူနဲ့ပြောရဆိုရဆက်ဆံရတာဘယ်ဟာလွယ်တယ်လဲစိတ်ချမ်းသာနေတဲ့သူနဲ့ပြောရဆိုရဆက်ဆံရတာလွယ်တယ်အဲဒါကြောင့်ကိုက စိတ်ချမ်းသာနေရင် ကိုနဲ့ဆက်ဆံရတဲ့သူဟာ လွယ်တယ်အဆင်ပြေတယ်စိတ်သက်သာတယ်ဘာသာရေးဟာ စိတ်ချမ်းသာဖို့လုပ်တာ ပညာရေးဟာလည်းစိတ်ချမ်းသာဖို့လုပ်တာစီးပွားရေးဟာလည်းစိတ်ချမ်းသာဖို့လုပ်တာနိုင်ငံရေးလူမှုရေးကျန်းမာရေးအားလုံးဟာစိတ်ချမ်းသာဖို့လုပ်တာဘာလို့လို့စိတ်ချမ်းသာဖို့လုပ်တာပါပဲစိတ်ချမ်းချမ်းသာသာနေရမှာပဲဘဝဟာအတိတ်ပဲရှိတယ်စိတ်မှမချမ်းသာရင် နေရတာပါအတိတ်ပဲရှိတော့မလဲစိတ်ချမ်းသာဖို့လိုရင်ပါ ကျန်နာတွေကစိတ်ချမ်းသာဖို့လိုရတာအလုံးကိုကျေးဇူးတင်ပါတယ်ရှင်ရောပထမကောင်းစဉ်လေးထဲကအရေးကြီးဆုံးလုပ်တဲ့ကိစ္စဆိုရင်ခေါင်းစဉ်နေရပါတော့မိသားစုတွေမှာတယောက်ရဲ့စိတ်ချမ်းသာမှုဟာနောက်တစ်ယောက်ကိုကူးဆက်တဲ့ တယောက်ရဲ့စိတ်ဆင်းရဲမှုဟာလည်းနောက်တစ်ယောက်ကိုကူဆက်တယ်။မိသားစုတွေဟာတယောက်ရဲ့ဘဝနဲ့နောက်တစ်ယောက်ရဲ့ဘဝဆက်ဆက်နေတယ်ဆိုတော့အစာကြောင်းလေးမှာပေါ့နော်။ဒါဆိုတော့မိသားစုတွေမှာတယောက်ယောက်စိတ်ဆင်းရဲနေတယ်ဆိုရင်ကိုကလည်းအဲ့ဒီရဲ့ effect ကိုခံရတယ်ပေါ့နော်။ဥပမာအဖြစ်အဒါဆိုတော့အိမ်မှာလူကြီးမိဘတယောက်ယောက်ကနေမကောင်းဖြစ်တယ်ဆိုရင်ကျန်တဲ့မိသားစုတွေလည်း သူနဲ့နေမကောင်းတာနဲ့ထပ်တူပဲစိတ်ဆင်းရဲမှုခံရတာပဲပေါ့နော်အဲ့လိုပဲမိသားစုထဲမှာတယောက်ယောက်တစ်ခုခုကြုံရလိုပဲဖြစ်ဖြစ်ကိစ္စတစ်ခုခုကြုံရလိုပဲဖြစ်ဖြစ်စိတ်ဆင်းရဲရဲဆိုရင်ကိုကလည်းလိုက်ပြီးတော့စိတ်ဆင်းရဲရတာပဲလိုက်ပြီးတော့ခံစားရတာပဲပေါ့နော်ဘာလို့လဲဆိုတော့မိသားစုကအဲဒါဟိုရင်းတော့ပြောခဲ့သလိုပဲဗာနဲ့တူလဲဆိုတော့စပိန်တစီနဲ့တူတယ်ပေါ့နော် ဟိုမိသားစုအသက်ကြီးတာကမိသားစုဝင်တယ်ပေါ့နော်အသက်အကြီးရနေဟိုးငငယ်လေးအထိအားလုံးဟာသူ့နေရာနဲ့သူ့အတုံးဝင်နေအားလုံးကတက်ညီလက်ညီကြီးတက်နေကြတာပဲပေါ့နော်ဒီမိသားစု lifestyle တစ်ခုကိုတွားဖို့အတွက်ပေါ့အဲ့တော့စပိန်တစည်းလိုပဲခရီးတစ်ခုကိုရောက်ဖို့ဆိုရင်ဒီစပိန်ကကောင်းနေမှရတယ်အဲ့တော့စပိန်တစ်ခုမှာမူလီလေးတစ်ခုမကောင်းတာပဲဖြစ်ဖြစ်စပိန်ဘိန်ကလေပေါက်နေရပဲဖြစ်ဖြစ် လက်ကင်ကမကောင်းဘူးပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့တခုခုချွတ်ရဲလိုက်တာနဲ့ဒီစက်ပိန်လေးကကိုရောက်ချင်တဲ့ပန်းတိုင်းကိုရောက်အောင်မသွားနိုင်တော့ဘူးပေါ့နော်အဲ့လိုပဲမိသားစုဟာလည်းမိသားစုဝင်တိုင်းကစက်ပိန်လေးမှာပါတဲ့ဒီအာတခုပဲပေါ့နော်ကရိယာတခုပဲအဲ့တော့ကိုကဘလောက်ပဲမိသားစုမှာအငယ်ဆုံးပဲဖြစ်နေပါစေမိသားစုမှာအကြီးဆုံးပဲဖြစ်နေပါစေအလက်ပဲဖြစ်ပါစေအားလုံးဟာ အဓိကနေရာကနေပါဝင်နေတဲ့နေရာမှာရှိနေတယ်မိသားစုကအားလုံးတစုတစည်းတည်းပဲဒီခရီးကိုရှောင်နေတာဖြစ်တယ်ပေါ့နော်အဲတော့အဲ့လိုပဲအာကိုရဲ့မိသားစုဝင်မှာတယောက်ယောက်စိတ်မချမ်းသာလိုက်တာနဲ့ဒီစပိန်ကလည်းရှေ့ကိုမရောက်တော့တယ်လို့ပဲပေါ့နော်အဲ့တော့ဒီမှာတော့ဘုံဘုံကမိသားစုအနေနဲ့ပဲပြောပြထားတယ်ဒါမဲ့တင်စားတော့အလုံးမှာဆိုရင်လည်းအဲ့လိုပဲပေါ့နော်အာ team work တစ်ခုအနေနဲ့တွားတဲ့အချိန်မှာ တယောက်ယောက်ကစိတ်အခြေအနေမကောင်းမှုမကောင်းတဲ့စိတ်အခြေအနေတစ်ခုဖြစ်သွားတာ ਨੇ ဒီ team တစ်ခုလုံးကိုထိခိုက်နိုင်တဲ့အခြေအနေကိုရောက်တာပဲပေါ့နော်အဲ့တော့ကိုကဒီအာအလုပ်တစ်ခုဖြစ်မြောက်ဖို့အတွက်ဒီ team work တစ်ခုနဲ့တွားနေတဲ့အချိန်မှာတယောက်ယောက်ကဖောက်လိုက်တာ ਨੇ ဒီကိုလိုချင်တဲ့ပန်းတိုင်းကိုလိုချင်တဲ့အာဒီ project တစ်ခုပြီးသွားမှုဆိုတာက နောက်နေသွားလည်းဖြစ်နိုင်တယ်အချိန်ပိုပြီးကြာသွားနိုင်တယ်လည်းဖြစ်နိုင်လို့စိတ်ဆင်းရဲမှုတွေလည်းများသွားတာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့မိသားစုဝင်มาပဲဖြစ်ဖြစ်ကိုယ့်ရဲ့လုပ်ဖို့ဂိုင်ဖတ်มาပဲဖြစ်ဖြစ်အားလုံးဟာစိတ်ချမ်းချမ်းသာသာနဲ့တညီတညွတ်ထဲသွားနေမယ်ဆိုရင်ကိုရောက်ချင်တဲ့ပန်းတိုင်းကိုနေချင်တဲ့ lifestyle ကိုအမြင်မြန်ရောက်နိုင်နေပေါ့နော်စိတ်ချမ်းချမ်းသာနဲ့ရောက်သွားဖို့အရေးကြီးတယ်ပေါ့ပြီးတော့လေဖုံဖုံပြောထားတဲ့ဒီတပိုက်ထဲမှာ ိုဘဝကိုကိုတယောက်တည်းပြီးချာနေလို့မရဘူးဆိုတဲ့စာကြောင်းလေးပေါ့နော်အဲတော့ဒီစားတော့ကလူတွေနဲ့ဆက်ဆံရတဲ့အချိန်မှာကိုကစိတ်ချမ်းသာအောင်နေမယ်ဆိုပြီးစိတ်ချမ်းသာတဲ့လူနေပဲတွေ့ချင်နေဆိုပြီးတော့နေလို့မရဘူးပေါ့နော်ဒီစားတော့တွေ့ရမှာပဲစိတ်မချမ်းသာတဲ့လူနေလည်းတွေ့ရမယ်စိတ်ချမ်းသာနေတဲ့လူတွေနဲ့လည်းတွေ့ရမှာပဲအဲ့လိုရွေးချယ်ပြီးတော့တွေးကြုံခွင့် မရှိတဲ့အချိန်မှာသင်္ဇာတို့ဘာလို့ပဲပြုပြင်ပြောင်းလဲပြီးနေထိုင်လို့ရလဲဆိုတော့ကိုယ့်ရဲ့စိတ်ထားကိုပဲကိုယ်ပြုပြင်ပြောင်းလဲနေထိုင်လို့ရမှာဖြစ်တယ်။သူများရဲ့စိတ်၊သူများရဲ့အနေထိုင်သင်္ဇာတို့ control လုပ်နိုင်မှာမဟုတ်ဘူးပေါ့။နော်။အဲ့တော့အဲကိုကဒီစိတ်မချမ်းသာတဲ့လူတွေနဲ့မတွေ့ချင်လို့ဆိုပြီးတော့ဒီတယောက်နဲ့ပေါင်းကြည့်ရဲမကောင်းလို့ကိုတယောက်ထဲနေလိုက်တယ်။ထွက်လိုက်တယ်ပေါ့နော်။ဒီလူနဲ့ပေါင်းလိုက်တဲ့အစင်မပြေဘူး။ခွာချလိုက်တယ်။ ဖပြေးသွားတယ်။အဲ့တော့ကိုကပေါင်းကြည့်လိုက်အဆင်မပြေဘူး။ကိုဖက်ကကိုမကြည့်ပဲနဲ့သူများဘက်ကိုပဲကြည့်ရင်နဲ့အဆင်မပြေဘူးထားခဲ့လိုက်။တယောက်ထဲနေလိုက်။နောက်တစ်ယောက်နဲ့ပေါင်းကြည့်လိုက်အဆင်မပြေဘူး။ဒီပတ်ဝန်းကျင်ကနေပြန်ထွက်လာလိုက်နဲ့အဲ့လိုထွက်ရင်ထွက်ရင်နဲ့များလာတယ်ဆိုရင်ကိုကရှောင်ဖေးတာများလာရင်ဘုံဘုံကလည်းပြောဘူးတယ်။ကိုလောကပို့ပြီးတော့ကျင်းသွားတတ်တယ်ပေါ့နော်။အဲ့တော့ကိုကရှောင်ဖေးလို့မရတဲ့ဒီပတ်ဝန်းကျင်မှာ လူအမျိုးမျိုးနဲ့တွေ့ရမယ်ဆိုရင် ကိုဘလို့နေထိုင်မလဲဆိုတော့ကိုရဲ့စိတ်ကိုပဲကိုစိတ်ချမ်းသာအောင်နေဖို့လိုမယ်ကိုရဲ့စိတ်ကိုပဲကို control လုပ်နိုင်နေပေါ့နော်အဲ့တော့အဲ့လိုပဲပုံမဝတီနောက်တစ်ပိုင်းမှာလေးပြောထားရပေါ့နော်အဲအဲ့လေဒါတို့ဒီနောက်ကောင်းစင်မှာဆက်ပြီးတော့ဖတ်ကြမယ်เนาะအဲ့တော့ဒီတပိုက်ထရဆိုရင်လေသားသမီးတွေကိုချစ်တယ်ဆိုရင် ကိုချင်းတရားကောင်းအောင်သင်မှာကိုအတွက်ကောသူအတွက်ပါကောင်းတာတွေလုပ်ဖို့သင်မှာ ပညာတတ်အောင်သင်ပါအားပေးပါဒါပေမဲ့သူတို့ကို စိတ်ချမ်းချမ်းသာသာနေထပ်ဖို့မသိရင်အရေးကြီးဆုံးအရာကိုမသိပေးရရောက်လိမ့်မယ်ဆိုတဲ့ဒီပိုက်လေးမှာဆိုရင်လဲပေါ့နော်ဒါကြောင့်အကိုချင်းတရားကောင်းဖို့အတွက်အရင်အရေးကြီးရဲ့တချို့ကလေးတွေဆိုရင်မွေးကလေးကကိုချင်းတရားကောင်းပြီးတော့မွေးလာတဲ့ကလေးလေးရှိတယ်ပေါ့နော် ဥပမာဆိုရင်အာကလီလီရဲ့လက်ထဲမှာမုတ်လေးပဲဖြစ်ဖြစ်အယုတ်လေးပဲဖြစ်ဖြစ်ခြိုင်ထားတယ်ဆိုရင်အဲ့ကလီလီကကိုယ်မှာရှိတဲ့မုတ်လေးကိုကိုယ့်ရဲ့မိဘကိုယ့်ရဲ့ချစ်တဲ့သူတော်မှာကိုယ့်ရဲ့တငယ်ချင်းကို sharing လုပ်နိုင်နေဆိုတဲ့စိတ်ကငကိုကလေးကမွေးကလေးကပါလာတဲ့ကလေးလေးတွေလည်းရှိသလိုအဲ့လိုမဟုတ်ပဲနဲ့ကိုပစ္စည်းကလက်ထဲရောက်လာတဲ့ဘသူမှမပြီးတော့ဘူးမိဘကိုတော့မပြီးတော့ဘူးဆိုပြီးတော့ဗောနော်အဲ့လိုမိုးလေးစိတ်လေးနဲ့ပါလာတယ်ကိုပစ္စည်းကိုကွာကိုတိန်ထားတယ် တငယ်ချင်းနဲ့ sharing မလုပ်ဘူးကိုယ့်ရဲ့မိဘတွေနဲ့ sharing မလုပ်ဘူးဆိုတော့သူတို့ရဲ့စိတ်ငကိုအခြေအနေပါလာမျိုးဒီဒီရှိတတ်တယ်ပေါ့နော်အဲ့လိုမျိုးဆိုကိုယ်ကငငယ်လေးကလေးကကလေးလေးတွေကို sharing လုပ်ပေးဖို့ sharing လုပ်တတ်ဖို့ကိုယ်စိတ်ချမ်းသာဖို့ရောသူတစ်ပါးစိတ်ချမ်းသာဖို့ရောမျှဝေပြီးတော့တုံတက်ဖို့ကိုကျင့်တရားကောင်းမှုဖို့ဆိုတာကိုဒီစားတော့ငငယ်လေးကလေးကသင်ပေးဖို့လိုတဲ့ဒါဟာအကြောင်းပညာကြီးမှာဒီခေတ်မှာတော့ ပို့ပြီးတော့ highly ဖြစ်တဲ့ education တွေမှာသင်ရတဲ့ခလေးဆိုရင်တော့သင်ပေးကောင်းသင်ပေးလိမ့်မယ်ပေါ့နော်။ဒါပေမဲ့သင်စာတို့ခစ်တော့အခါကျတော့ဒီလိုမျိုးမျှဝေတက်ဖို့ရိခါကျတော့ကျောင်းမှာသင်တာရှားတယ်။ဒီလိုဘဝနဲ့ပတ်သက်တဲ့သင်ခန်းစာတွေပေါ့နော်။အဲတော့ကိုယ်အိမ်ကပဲကိုယ့်ကို control လုပ်နိုင်မှာကိုယ့်ရဲ့မိဘကပဲကိုယ်ကိုသင်ပေးနိုင်မှာဒါအဲဒီလိုအခြေအနေတခုကိုရောက်နိုင်တာပေါ့။ เนาะအဲ့တော့ဒါဆိုတော့ကလေးလေးတွေကိုကိုယ့်ရဲ့တာသမီလေးတွေကိုငငယ်လေးရစားပြီးတော့တင်ပေးဖို့လိုတယ်အဲ့လိုပဲအသက်ပညာတွေဆိုရင်လည်းတင်ပေးဖို့လိုသလိုအခုခေတ်ကြီးမှာဆိုရင်လည်းကိုယ့်အကူစိတ်ချမ်းသာအောင်နေနိုင်ဖို့တင်ပေးဖို့ပို့ပြီးတော့လိုအပ်လာတယ်ပေါ့เนาะဒါဆိုတော့ခေတ်တော်ကကျွန်တော်ဖုန်းนี่လည်းမရှိသေးဘူးတင်စားတော့အပြင်လောကကလွမ်းမိုးမှုอ่ะအဲ့လောက်ကြီးတက်ရောက်မှုမရှိဘူးပေါ့เนาะ ငွေချင်းနဲ့တွေ့မယ်ဒီလောက်ပဲအပြင်းလွှမ်းမှုမှုอ่ะလေအခုကြောင့်တင်စားလို့ဆိုရှယ်မီဒီယာတွေရှိတယ်အလုံးဝကိုခကြီးကတိုးတက်ပြောင်းလာတယ်ပြောင်းလဲလာတဲ့အချိန်မှာတာသမီတွေကလေးတွေရဲ့ခံစားရတဲ့ stress pressure အားလုံးကတင်စားလို့ငွေတော့ခံစားရတာထက်ပိုပြီးတော့များလာတယ်ပေါ့နော်အဲ့တော့အဲ့ဒီကြားထဲမှာသူတို့ survive လုပ်နိုင်ဖို့သူတို့ဘယ်လိုစိတ်ချမ်းသာအောင်ကိုယ့်ကိုနေနိုင်အောင်နေတတ်အောင်နေရမလဲ ဘဝမှာကိုတကယ်တန်ဖိုးထားမယ့်အရာတွေကဘာလဲကိုကိုတကယ်စိတ်ချမ်းသာအောင်ဖြစ်စေတဲ့အရာတွေကဘာလဲခဏတာစိတ်ချမ်းသာမှုလားဒါမှမဟုတ်လောဝရည်ရှိကိုအတွက်တကယ်စိတ်ချမ်းသာမှုအစစ်မှန်ပြီးတာလားဆိုတာကိုခွဲခွဲခြားခြားသိနိုင်ဖို့အတွက်ဒါသာရောငငယ်လေးကလေးတို့ကိုပြောပြနိုင်ဖို့သင်ပြနိုင်ဖို့ကဒီခေတ်ကြီးမှာပို့ပြီးတော့အရေးကြီးလာတယ်ပေါ့နော်အဲ့တော့ဒါသာဒီစာပိုက်လေးကိုဖတ်ရင်လည်းအလိုမျိုးလေးမြင်မိပါရဲ့ရှင် ပြီးတော့နောက်တစ်ပိုက်မှာလေစိတ်ချမ်းသာတဲ့သူကိုမြင်ရတာစိတ်ချမ်းသာတယ်เนาะဒါကြောင့်ကိုဟာကိုစိတ်ချမ်းသာအောင်နေတာ ਨੇ သူများကိုစိတ်ချမ်းသာအောင်အထောက်အကူပေးပါတယ်ဆိုတော့ဒီစာအကြောင်းလေးကိုဖတ်လိုက်တဲ့အချိန်မှာဒါကလူတိုင်းခံစားဖို့ပဲလို့သင်စားတင်နေအဲဒါကြောင့် ဖရာကြောင်းကန်တွေကိုသွားတဲ့အချိန်ဒါမှမဟုတ်ဇီးရီတွေကိုသွားတဲ့အချိန်ဒါမှမဟုတ်တရားစခန်းတွေကိုသွားတဲ့အချိန်ကြရင်ဘာမှမလုပ်သေးဘူးစကားပြောစရာတော့မလိုပဲနဲ့အဲ့ဒီနေရာလေးကိုသွားလိုက်တာနဲ့ဖရာရဲ့အရှိကိုရောက်တာနဲ့ဒါကြောင့်စိတ်ထဲမှာအီချန်နဲ့စီလီကိုခံစားရတယ်လေနော်အဲ့တော့အဲ့လိုပဲစိတ်ချမ်းသာစရာ ကောင်းတဲ့သူ ကိုတွေးလိုက်တာဥပမာအမ်ဖုံဖုံနေပေါ့နော်မြင့်တာတရားကြီးရဲ့ဖုံဖုံနေရှိမယ် အဲပြီးတော့တခြားယဟန်နာတွေယဟန်နေရှိမယ်တခြားဖုံဖုံနေမှာမဟုတ်ဘူးသင်သာတို့အခုဒီလူအတိုင်းဝိုင်းမှာဆိုရင်လေတကယ်ကိုကိုကျင့်တရားကောင်းမျိုးတကယ်ကိုအေးချမ်းချမ်းနေနေတဲ့လူကြီးတွေအဖိုးတွေအဖွားတွေ ਨੇ ကြုံတွေ့ရတယ်ဆိုရင်စကားပြောစရာတော့မလိုပဲ ਨੇ သူတို့ကိုကြီးလိုက်တာ ਨੇ သူတို့နာနီးလိုက်တာ ਨੇ သင်သာတို့အေးချမ်းတဲ့ အခြေအနေအချမ်းနဲ့စိတ်ခံစားမှုလေးခံစားရတယ်ပေါ့နော်အဲ့ဒါသူတို့ဘာမှမလုပ်သေးဘူးနော်သူတို့ကိုယ်တိုင်စိတ်ချမ်းသာမှုနေတာနဲ့တင်ကိုယ်ပေးရလူကိုစိတ်ချမ်းသာမှုပေးနိုင်တယ်ပေါ့နော်အဲ့တော့ကိုကိုတိုင်းလည်းအဲ့လိုပဲစိတ်ချမ်းသာအောင်နေဖို့လိုတယ်ကိုပတ်ဝန်းကျင်ကဘလူလူတွေနဲ့ပဲကြုံရပါစေကိုရဲ့စိတ်ကကိုကိုတိုင်းစိတ်ချမ်းသာနေဖို့လိုတယ်အဲ့တော့ကိုကလူအများကြီးကိုမဟုတ်ရင်တော့မှကိုပေးရတယောက်ဒါမှမဟုတ်နှစ်ယောက် ကိုရဲ့တငယ်ချင်းကိုရင်းနီးတဲ့လူလေးတွေကိုစိတ်ချမ်းသာအောင်အဲသူတို့ကိုအထောက်ပံ့ပေးနိုင်နေဆိုရင်ပဲတော်တော်ဟုတ်နေပြီပေါ့နော်အဲ့တော့ဘာမှအများကြီးကိုညီမပေးနိုင်ဘူးဆိုရင်တော့မှ ကိုကိုတွေးလိုက်တာနဲ့သူများဤချမ်းသွားတယ်စိတ်ချမ်းသွားတာတွေကိုနဲ့နေရတာပေါပေါပါပါရှိတယ်လွတ်လွတ်လပ်လပ်ရှိတယ်စိတ်ချမ်းသာစရာကောင်းနေဆိုတာနေတယ်တော်တော်အထောက်အပံ့ဖြစ်နေပြီပေါ့ ဲ့တော့နောက်တစ်ပိုင်းနေနေဆိုရင်လေစိတ်ချမ်းသာတဲ့သူက သူ့ဘဝနဲ့သူကျဉ်နဲ့နေတဲ့သူနဲ့ပြောရဆိုရဆက်ဆံရတာနဲ့စိတ်ဆင်းရဲနေတဲ့သူသူ့ဘဝတူမကျဉ်နဲ့နေတဲ့လူနဲ့ပြောရဆိုရဆက်ဆံရတာဘယ်ဟာလွယ်တယ်လဲဆိုတာလေးပေါ့နော်အဲ့တော့ဒါတော့လူတွေနဲ့စကားပြောတဲ့ချိန်မှာသူပြောတဲ့သူ ကို ပြောတဲ့သူတစ်ဖက်လူက သူ့မှာစိတ်တန်ရာတစ်ခုခုရှိတယ်ဆိုရင်ကိုကဒီတိုင်းလေးပဲပြောလိုက်တာက သူ့အတွက်အကြီးမားဆုံးထိခိုက်သွားတဲ့တန်ရာမျိုးလေးတွေရှိတတ်တယ်ပေါ့နော်အဲ့ဒါဘာလို့လဲဆိုတော့သူ့ရဲ့ငိုစိတ်ရင်ဆွဲဦးကသူကစိတ်ဆင်းရဲနေတယ်စိတ်ထဲမှာစိတ်ဒဏ်ရာလေးရှိနေရအတွက်တိတိလေးရအစားသူတို့ကခံစားရတာဆိုတော့ကျွန်တော်တို့အတွက်ပြောရဆိုရလုပ်ကြရတာအရန်ကိုတတိထားရတယ်ပေါ့နော်တိတိလေးအမှမခံဘူးပေါ့အော် ဒီသင်္ဆာတို့ပြောနေကြတဲ့စကားရှိရယ်အာအပ်ပေါက်အပ်ပေါက်ရာလေးတစ်ခုပဲပေါ့နော်ဒါပေမဲ့လေဘူပေါင်းအတွက်တော့ဘဝတစ်ခုလုံးပြတ်သွားတယ်ဆိုသလိုပေါ့နော်အဲ့တော့ကိုကကိုပြောလိုက်တဲ့စကားဒီစကားပဲဒါပေမဲ့တဖက်လူအတွက်ကအများကြီးထိခိုက်သွားနိုင်တယ်ဘာလို့လဲဆိုတော့အဲ့ဒီတဖက်လူမှာသူ့မှာစိတ်မချမ်းမသာစရာစိတ်ဒဏ်ရာလေးရှိနေတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့ဒါကလေသင်္ဆာတို့ ဒီလိုငငယ်လေးတည်းရတဲ့စိတ်ထမ်းရာတွေကြောင့်လည်းခံစားရတယ်။ပြီးတော့အသက်ကြီးလာတဲ့သူဥမာပင်စင်ယူရတဲ့သူဆိုရင်ကိုယ့်ရဲ့ဝင်ငွေကိုအရင်တော့ရှာခဲ့တဲ့အရာတွေကိုယ့်ရဲ့ဂုဏ်တွေမရှိတော့တဲ့အချိန်မှာသူရဲ့စိတ်ထဲမှာစိတ်အားငယ်မှုဆိုရဲအားငယ်စိတ်လေးတစ်ခုရှိရဲ့အဲ့ဒီအချိန်မှာကိုက normal ပြောနေကြစကားအတိုင်းပဲပြောလိုက်တယ်ဒါပေမဲ့ သူ့ရဲ့အခြေအနေတကူကအဲ့လိုမျိုးစိတ်အားငယ်တဲ့အခြေဝင်နေတဲ့အခြေမှာကကျော်တော့ဩကိုယ်အထင်သေးလို့ပြောတာလားဆိုတော့ခံစားချက်အမြင်တွေကသူ့စီကိုရောက်သွားနိုင်တယ်ပေါ့နော်အဲ့တော့ကိုပြောလိုက်တဲ့စကားကတော့ယူယူပဲဒါပေမဲ့စိတ်မချမ်းသာတဲ့လူနဲ့တွေ့တဲ့အချိန်ကြာရင်တော့ပြောရဆိုရခက်ခဲတာမျိုးလေးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါသူများနဲ့ပြောသလိုကိုကိုယ်တိုင်လည်းအဲ့လိုပဲကိုစိတ်ကအားငယ်နေတဲ့အချိန်မှာကိုစိတ်ကငငယ်ရစိတ်ထန်ရတဲ့အချိန်ခံစားနေရတဲ့အချိန်မှာ သူများကတော့ဘာမှမဟုတ်ဘူးစိတ်လေးရိုးရိုးလေးပဲပြောလိုက်တာပဲဒါပေမဲ့ကို့အတွက်ခံစားရတယ်ဆိုရင်ကိုယ့်ကိုပြန်ကြည့်ဖို့လိုတယ်သူများဘာတဘောနဲ့တကယ်ဒီတဘောနဲ့ပြောတာလားဒီအတိုင်းလေးပဲပြောလိုက်တာလားကိုယ့်ရဲ့စိတ်ထန်ရတဲ့ကြောင့်ကိုဒီလိုမြင်နေတာလားကိုယ့်ရဲ့စိတ်အားငယ်မှုကြောင့်ကိုဒီလိုမြင်နေတာလားဆိုတာကိုသင်စားတော့ကိုကိုတိုင်းလေပြန်ပြီးတော့သုံးသပ်ဖို့လိုတယ်ပေါ့နော်အဲ့ဒါမှသာကိုကိုတိုင်းလဲစိတ်ချမ်းသာအောင်နေနိုင်မယ်သူများကိုလည်း စိတ်ချမ်းသာအောင်ဘယ်လိုပြောဆိုရမလဲဆိုတာကိုပို့ပြီးတော့သဘောပေါက်လာမယ်။အလိုမှမဟုတ်ဘဲနဲ့သူများစိတ်မချမ်းသာဘူးစိတ်ဆင်းရဲသွားတယ်စိတ်တူသွားတယ်ဆိုရင်လေဘာကြောင့်လဲဆိုတာကိုတရားတို့ပို့ပြီးတော့သူများကိုလည်းနားလည်မှုပေးနိုင်မှာ ဖြစ်တယ်ပေါ့နော်။အဲတော့ဒီပိုက်လေးဖတ်ရင်လည်းတရားအလိုမျိုးလေးနားလည်မိပါရဲ့ရှင်။ပြီးတော့နောက်နောက်ဆုံးတစ်ချောင်းအနေနဲ့စိတ်ချမ်းသာဖို့လူရင်းမှာကျန်တာတွေကစိတ်ချမ်းသာဖို့လိုရတာဆိုတဲ့ စာကြောင်းလေးဖတ်လိုက်တော့အဲ့တော့ကျွန်တော်တို့ဘာပဲလုပ်လို့စိတ်ချမ်းသာဖို့လုပ်နေကြတာပဲပေါ့နော်အဲ့တော့အော်ပညာသင်တာပဲဖြစ်ဖြစ်အော်ဒီပညာလေးသင်လိုက်ရင်နောက်ကျွန်တော်တို့ဇာဝနေရေးအတွက်အဆင်ပြေမယ်ဘဝကြီးကိုကောင်းကောင်းကြီးနေထိုင်နိုင်မယ်အဲ့ဒါကြောင့်မို့လို့စိတ်ချမ်းသာမယ်ထင်တယ်အဲ့ဒါကြောင့်ဒီပညာကိုသင်လိုက်တယ်ဆိုတာမျိုးပေါ့နော်အဲ့လိုပဲကိုက relationship တစ်ခုတည်ဆောက်တယ်ဆိုရင်လည်းတငယ်ချင်းဆိုရင်လည်းအဲ့လိုပဲ အော်ဒီတငယ်ချင်းနဲ့ပေါင်းရတာပြိုဖို့ကောင်းတယ်စိတ်ချမ်းသာမယ်ထင်လို့ဆက်ပြီးတော့ပေါင်းတယ်အဲ့လိုပဲကိုချစ်တဲ့သူတွေဆိုရင်လည်းကိုရဲ့လက်ထွဲဖို့ဖြစ်စဉ်းစားထားတဲ့လူတွေဆိုရင်လည်းအော်ဒီလူနဲ့ဘဝတစ်လျှောက်လုံးသွားမယ်ဆိုရင်စိတ်ချမ်းသာမယ်လို့ထင်တယ်ဒါကြောင့်မလို့ယူချက်လိုက်တယ်ပေါ့အဲ့တော့ကိုပါရီပဲကိုဘလို choice တွေကိုပဲယူချက်ယူချက်တစားတို့ရဲ့ဥတီချက်ကစိတ်ချမ်းသာဖို့လုပ်နေကြတာပဲပေါ့အဲ့တော့စိတ်ချမ်းသာဖို့လုပ်ရင်ねကိုရဲ့လမ်းနေ လွယ်မှာမသွားဖို့လိုတယ်ကိုတီလန်းကိုပါလို့လျှောက်တာလေစိတ်ချမ်းသာမယ်ထင်လို့လျှောက်တာအဲ့တော့ဒါဆိုတော့စိတ်ချမ်းသာမယ်အတွေ့လေးလေးနဲ့ပဲသွားကြမယ်ပေါ့နော်အဲ့တော့ဒါဆိုတော့အတွက်အရေးကြီးဆုံးကစိတ်ချမ်းသာဖို့ပဲအရေးကြီးပါတယ်အားလုံးဟာစိတ်ချမ်းသာဖို့လုပ်နေကြတာပါဆိုတော့စာလေးရတဲ့စာအတွက်တော့အရန်ကိုသဘောကျရတဲ့စာချောင်းလေးဖြစ်ပါတယ်ရှင်အဲ့တော့ဒါဆိုနောက်တစ်ပတ်မှာ စိတ်ချမ်းသာခြင်းရဲ့အကျိုး၁ပါးထဲရနေပြီးတော့အနှစ်ပါးစီ၃ပါးစီတောင်မှအရင်ရှိတယ်ဆိုရင်လည်းတစ်ပါးနှစ်ပါးပေါ့နော်အဲအလိုမျိုးဆက်ပြီးတော့ဖတ်သွားပါမယ်ရှင်အဲတော့အခုလို့နောက်ဆုံးအချိန်ထိနားထောင်ပြကြတဲ့တူတယောက်စီစီအတိုင်းကိုဒီစားကျေးဇူးအများကြီးအများကြီးအများကြီးတင်ပါတယ်စေရချမ်းသာခြင်းကိုယ်ရဲ့ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစီ အခက်အခဲမှန်သမျှကိုအောင်မြင်စွာကျော်ဖြတ်နိုင်ကြပါစေ။သူတော်ကောင်းတရားကိုကျင့်ကြံပွားများအားထုတ်နိုင်တဲ့သူတွေဖြစ်ကြပါစေလို့သင်္ဇာကမေတ္တာပို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။သင်္ဇာတို့နောက်တစ်ပတ်မှပြန်တွေ့ပါမယ်။အားလုံးပဲစိတ်ချမ်းသာကြပါစေ။စိတ်ချမ်းသာဖို့လိုရင်းပါနော်။